မင်္ဂလာပါခင်ဗျာဒီ Binance ထဲမှာ P2P နဲ့ဝယ်မယ်ဆိုလို့ရှိရင်ရင်းဦးဆုံးကိုယ့်ရဲ့ home နေရာကိုလာမယ်နော် home နေရာကိုလာလို့ရှိရင်မျက်နှာပြင်လာမယ်အဲ့ဒီမှာကျွန်တော်က F1 ဆိုတဲ့ဟာလေးကိုနှိပ်မယ် F1 ဆိုတဲ့ဟာလေးကိုကျွန်တော်နှိပ်မယ်နှိပ်ပြီးလို့ရှိရင်ဒီမှာ P2P trading ဆိုတဲ့ဟာရှိရဒီနေရာမှာကျွန်တော်ကမြန်မာကြံ့ွယ်ကိုရွေးထားလို့ရနော် MNK ဆိုတော့မြန်မာကြံ့ွယ်ကိုကျွန်တော်ကအာရွေးထားလို့ရတယ်မှာကျွန်တော်တို့က MNK ထည့်ထားမယ် MNK ဒီမှာကျွန်တော်မြန်မာကြံ့ွယ်ဆိုတော့ရွေးထားတယ်ပေါ့ ီလိုချင်းတော့ P2P trading ကိုနှိပ်မယ် P2P trading နှိပ်ပြီဆိုလို့ရှင်ဒီမှာကိုဝယ်တော့မယ်ဆိုလို့ရှင်ဒီနေရာမှာအပေါ်မှာ amount ဆိုတဲ့နေရာလေးကိုကျွန်တော်နှိပ်လို့ရရနော်အဲ့ဒီ amount နေရာလေးမှာကျွန်တော်ကဘယ်လောက်ဝယ်မလဲကျွန်တော်တော့ဒီမှာ5သိန်းဝယ်မယ်ပေါ့5သိန်းအကောက5သိန်းလောက်ကိုရိုက်ထဲမယ်ဒီမှာနော်5သိန်းလောက်ကိုရိုက်လို့ရှိရင် confirm ကိုကျွန်တော်နှိပ်မယ် ပဲ9သိန်းနှိပ်ဆိုလို့ရှိရင်ဒီဘက်မှာ payment system တွေရှိတယ်အဲ့ဒီမှာကိုယ်တက်ခါလဲရွေးလို့လည်းရတယ်ကိုပါနဲ့ pay မလဲ wait လာ key play လာပေါ့ကျုပ်ဘန် transfer လာပေါ့နော်အကူက key play နဲ့ payment ဆိုလို့ရှိရင်ဒီပေါ်လေးမှာကျွန်တော်ရွေးလို့လည်းရတယ်ဒီမှာကျွန်တော်တို့ဟော method မှာရှိတယ်ပေါ့နော်ကျွန်တော်တို့ KBZ play ဆိုတဲ့ကျွန်တော်ကရွေးလဲလို့ရတယ်ပေါ့ KBZ pay ပြီးလို့ရှိရင် confirm okay အဲ့ဒါပြီးလို့ရှိရင်ဒီမှာသူက key play နဲ့ပတ်သက်တဲ့ဟာတွေအကုန်လုံးပေါ်လာလိမ့်မယ်ဘယ်သူက key play နဲ့ရောင်းလဲ ဝယ်လဲဆိုတာဒီမှာကျွန်တော်တို့က trading လုပ်ပြီဆိုလို့ရှိရင်ဒီမှာဘာကိုကြည့်ရမလဲဆိုတော့ဒီပဲရာခိုင်နှုန်းလေးကိုကြည့်ရမယ်เนาะကျွန်တော်ဈေးနှုန်းနည်းဆုံးအားတော့ကျွန်တော်အပေါ်ဆုံးမှာရောက်နေတယ်เนาะဈေးနှုန်းနည်းဆုံးဟာတော့အပေါ်ဆုံးမှာရောက်တယ်ပေါ့เนาะ Binance နဲ့ကျွန်တော်ရွေးတာပေးတယ်ပေါ့အဲ့ဒီမှာကျွန်တော်တို့က trade သူတို့ရဲ့ trade အရေးအတွက်ဘယ်လောက်ရှိပြီလဲเนาะဒီ trade ရေးအတွက်ဘယ်လောက်ရှိပြီလဲရာခိုင်နှုန်းပါစင်ကဘယ်လောက်ရှိလဲလူများရဲ့ recommend ပေးတဲ့ဟာကဘယ်လောက်ရှိလဲဆိုတော့ကျွန်တော်ရွေးကြည့်လို့ရတယ်ပေါ့ဒီမှာတော့တရား 160 trade ရှိတယ်69လက်မှ40%လောက်ကောင်းတယ်ပေါ့เนาะစိတ်ချယုံကြည်လို့ရတယ်ပေါ့အဲဒီမှာတရောက်ကျွန်တော်69တရားเนาะဒီမှာဆိုလို့ရှိရင် trade 983 trade ရှိတယ်ပေါ့เนาะဟိုအများကြီးပဲเนาะအဲ့လိုမျိုးတွေရှိတယ်အဲအဲ့ဒီမျိုးပါစင်းများတဲ့သူ trade ရေအတွက်များတဲ့သူကျွန်တော်စိတ်ချလို့ရတယ်ပေါ့เนาะအဲ့လိုမျိုးစိတ်ချလို့ရတဲ့သူကိုကျွန်တော်ကရွေးပြီးလို့ရှိရင်ကျွန်တော်ကအော် P2P ဝယ်လို့ရတယ်ပေါ့ကျွန်တော်ကတော့ဒီမှာ 39ဒီမှာ49ဆိုရင်တော့ဒီမှာဝယ်လိုက်မယ်ပေါ့နော်ဒီမှာသူ့ဘာ100ရာခိုင်နှုန်းပဲ69ဒီလိုရှင်သူ့မှာဈေးနေတဲ့39 4000နဲ့39ပေးရတယ်ပေါ့နော်1 USDT ကိုဒီမှာကြတော့4000နဲ့43ကြက်ပေးရတယ်ပေါ့ဒါကြက်ငွေနော်1 USDT ကိုအဲ့တော့ကျွန်တော်ကဒီကောင်လေးကျွန်တော်ပေးမယ်ဒီမှာဆိုလို့ရှင်အများကြီးရှိတယ်ပေါ့ KBZ Pay CB Play A1 A ပေးရတယ်ပေါ့နော်ကျွန်တော်ကတော့ဒီမှာဘိုင်းဆိုတော့ကျွန်တော်နှိပ်လိုက်မယ်ဘိုင်းလေးကိုကျွန်တော်နှိပ်လိုက်ပြီးဆိုလို့ရှင်ဒီနေရာမှာတတိထားဖို့က သူတို့ကပါချက်လက်တွေနော်ပေးထားလဲဆိုတော့သူရဲ့နှုတ်တွေကိုကျွန်တော်ဖတ်ကြည့်ကြည့်မယ်ပေါ့နော်ဒီမှာကောက်နံမြေတူမတူပါကကျွန်တော်ပေးဖို့နံပါတ်ပို့ပေးပါစခွင့်ရှော့ပို့ပေးပါနော်ဆက်တီးပြပါမြည်ဆိုတဲ့ဟာတွေတော့ရှိတယ်ပေါ့နော်အဲ့လိုမျိုးသူတတ်မှတ်ထားတဲ့ချက်နဲ့ကျွန်တော်ကိုက်ညင်အောင်ကျွန်တော်လုပ်ရမှာဖြစ်ပါတယ်အဲ့ဒီမှာကျွန်တော်ကဒီမှာရေးရမယ်ပေါ့နော်ကျွန်တော်တို့ဒီ page order တင်ရမှာဖြစ်ပါတယ်အဲ့ဒီကောင်တင်ပြီဆိုလို့ရှိရင်တော့သူနဲ့ဓာတ်ရိုက်ဆက်သွယ်လိုက်ပေါ့နော်ဒီမှာကိုဝယ်မဲ့ အမောက်ကိုသိကြကြည့်ပါဒီမှာကျွန်တော်9သိန်း90 100 1000 1000ဆိုရအဲ့လိုမျိုးသိကြလေးတွေ့ပါเนาะကျွန်တော် order တင်ပြီဆိုလို့ရှိရင်အရေးကြီးတယ်ခင်ဗျာเนาะကိုကကနန်းပို့ွားလာတော့ရော့ွားလာလို့ဆိုလို့ရှိရင်စင်မပြေဘူးပေါ့เนาะဘိုင်းနဲ့တခါတည်းဟိုဟာညှိပေးတာမဟုတ်လို့เนาะကျွန်တော်ဒီမှာဈေးကိုပြီးမှရောင်းလို့ဝယ်သူနဲ့သွားပြီးတော့လုံးလုံးမရဘူးเนาะဒီဈေးကရန် main ဖြစ်တယ်ကျွန်တော်9သိန်းဆို9သိန်း ဆယ်တင်းဆိုဆယ်တင်းအတိအကျပြအောင်ကျွန်တော်ရေးပါเนาะပေးချပြန်ကြည့်ပါโอเคရပြီဆိုလို့ရှင်တော့အဲ့ဒီမှာ page order လေးကိုကျွန်တော်နှိပ်မယ်ပေါ့နှိပ်ပြီးပြီဆိုလို့ရှင်ဒီမှာကျွန်တော်ကသူနဲ့တူတူစကားပြောမယ်သူရဲ့ cable number ကိုတောင်းမယ်ပေါ့เนาะဒီမှာ chat လေးကိုလာမယ် chat လေးကိုလာပြီဆိုလို့ရှင်ဒီမှာသူကပြောထားပေးတယ်ဒီလိုဒီလိုမျိုးရှိတယ်ပေါ့เนาะအဲကျွန်တော်ကတော့ဒါသူက cable တောင်းလိုက်မယ် hello cable ဆိုပြီးတော့เนาะအဲ့လိုမျိုးတောင်းလိုက်မယ်သူမှာစာဖတ်နေတယ်စာဖတ်တယ်ဆိုတော့ဒီမှာသူကပြောထားပေးတယ်เนาะကျွန်တော်တို့ ဟိုနှုတ်ရေးတဲ့ချိန်မှာကျွန်တော်တို့ဒီ Binance နဲ့ပတ်သက်တဲ့အရာတွေမရေးပါနဲ့သို့မဟုတ် Crypto တွေပါတွေပေါ့နော်အဲ့လိုမျိုးတွေပါတွေမရေးပါနဲ့ဒီမှာသူပြောထားတဲ့ USDT Crypto တွေ Binance တွေ Dollar စသော်ချက်လက်တွေမရေးပါနဲ့ပေါ့နော်အဲကျွန်တော်ရေးရမယ့်ဟာကျွန်တော်ကဒါဟို payment ပေါ့နော် shopping ပေါ့အဲ့လိုမျိုးတွေကိုရေးလို့ရတယ်ပေါ့နော်အဲအဲ့ဒီမှာသူကဒီ pay လွှဲလာပေးမှာနံပါတ်ပို့လာပေးမှာဖြစ်ပါတယ်အဲ့ဒီ pay number ကိုကျွန်တော်ကပို့ပေးရမယ်အဲဒီမှာ pay number လေးကိုပို့ပြီး အဲ့တော့သူနံပါတ်လေးကိုကျွန်တော်ယူသွားမယ် copy ကိုဝါမယ်ပေါ့ Okay အ copy ကိုပြီးပြီဆိုလို့ရှိရင်ဒီမှာသူ့ရဲ့နံပါတ်လေးမှတ်သွားအဲ့ကျွန်တော်ကဟို key play tag ကိုသွားမယ်ပေါ့နော်ဒီမှာသူ့ရဲ့ on key play ဆိုပြီးတာ Okay ပါဆိုတော့ကျွန်တော် key play tag ကိုသွားမယ်ပြီးဆိုလို့ရှိရင်ဒီမှာကျွန်တော်ငွေလွှဲမှာဖြစ်ပါတယ်ငွေလွှဲမယ်ပေါ့နော်ငွေလွှဲမယ်အင်းနေရာမှာကျွန်တော်သူ့ရဲ့ key play number လေးကိုရိုက်ထည့်မယ်ပြီးလို့ရှိရင်ဆက်သွားမယ် အဲ့မှာသူ့ရဲ့နာမည်ကဒီမှာပေါ်တယ်ဟုတ်တယ်မှန်တယ်ဆိုလို့ရှိရင်ဒီမှာကျွန်တော်လွှဲမဲ့ဟာကျွန်တော်၅သိန်းပေါ့နော်၅သိန်းဒီမှာကျွန်တော်ရိုက်ထည့်ရမဲ့ဟာကျွန်တော်ကဟိုအများအပြားကျွန်တော်ပေးမဲ့ကိုပဲကျွန်တော်တောင်းတယ်ပေါ့နော်ဘိုင်နန့်မှာဝယ်ဆိုလို့ရှိရင်ခရစ်တိုနဲ့ပတ်သက်တဲ့ဟာတွေမရေးပါနဲ့နော် UDT ဝယ်တာတွေခရစ်တိုတွေသွားမရရောမရေးပါနဲ့ခင်ဗျာနော်ကျွန်တော်ပေးမဲ့တော့မဟုတ်ကြောင်မိသားစုတွေပါရေးလို့ရတယ်ပေါ့နော်မြန်မာလုံးနဲ့ပေးပြီးလို့ရှိရင်တော့ငွေလွှဲမယ်โอเคကျွန်တော်ငွေလွှဲလိုက်ပြီအဆင်ပြေသည်ပေါ့နော်ငွေလွှဲလိုက်ပြီအပြီးလို့ရှိရင်ကျွန်တော်ကဒီ ဘိုင်းနက်ထဲကိုသွားမယ်သူ့ကိုကျွန်တော်ဆက်လက်ပေါင်ချပို့ပေးမယ်ပေါ့နော်ကျွန်တော်ငွေလွှဲပြီးတဲ့အကြောင်းအာโอเคအဲ့ဒါငွေလွှဲပြီးတဲ့သူ့ရဲ့ပေါင်ချလေးကိုကျွန်တော်ပို့ပေးမယ်ကဲကဲဒီမှာဆန်ပို့ပေးမယ်ပေါင်ချပို့ပေးပြီးပြီဆိုလို့ရှိရင်ကျွန်တော်သူ့ကိုပြောလိုက်ပေါ့နော်ငွေလွှဲပြီးအကြောင်းငွေလွှဲပြီးအမြပေါ့နော်အဲ့လိုမျိုးလွှဲလိုက်ပြီးလို့ရှိရင်ကျွန်တော်အပေါ်ကဒီအပြာလေးပေါ့နော် transfer လေးကိုကျွန်တော်နှိပ်လိုက်မယ် သူ့ကိုကျွန်တော်တို့ချက်ပြပေးလိုက်တယ်ပေါ့နော်ကျွန်တော်လွှဲပြီးတဲ့အကြောင်းတစ်ခါကြလို့ရှိရင်သူတို့ကဟိုဆူပရင်ကိုမကြည့်နေရလို့ရှိရင်သူဒီမှာ note လေးဝင်သွားကျွန်တော်က chest လမ်းလေးပေးလိုက်တာပေါ့နော်သူ့ကိုအဲ့တော့ပုံမှန်အပြည့်သူကတော့သူတို့ပဲ asset လုတ်ပေးလို့ရှိရင်တခါတည်းဝင်လာတယ်အဲ့လိုမလုတ်ပေးဘူးဆိုလို့ရှိရင်ဒီ minute ကြာလာလို့ရှိရင်ကျွန်တော်ကထပ်ပြီးတော့သူတို့ကြောင်းကြပေးရတယ်အဲ့ဒီမှာဆိုလို့ရှိရင်မြန်တယ်ပေါ့ချက်ချင်းเนาะကျွန်တော်၅ဘိုင်းပေါ့123ဒေါ်လာရတယ်အဲ့လိုမျိုးပြီးလို့ရှိရင်ဒီမှာ ကောင်းတယ်ဆိုတဲ့ဟာလေသူ့ကို recommend နဲ့တစ်ချက်ပေးလိုက်လို့ရတယ်ပေါ့နော်อืมအဲသူ့ရဲ့ချက်လေးပေါ့နော် fast translation အဲ့တော့ group flight တွေပါတယ်ကိုပေးလို့ရတယ်ပေါ့နော်ဒီမှာမြန်ဆန်တယ်ဆိုတဲ့အကြောင်းလေးကိုပေးလို့လည်းရတယ်အဲ့ဒီမှာကိုနှုတ်လေးကျွန်တော်ရေးပေးလိုက်ရတယ်ကျွန်တော်မရေးတော့ပြီးလို့ရှိရင်လေးလေးကိုကျွန်တော်နှိမ့်လိုက်မယ်โอเคအဲ့ဒါပြီးဆိုကျွန်တော်ကဒီနှောက်လေးကိုညနှိမ့်တော့ပြန်ထွက်လိုက်ရုံပဲနှောက်လေးကိုပြန်ဆောက်လိုက်နှောက်လေးကိုပြန်ဆောက်လိုက်ဆောက်လိုက်ရင်ကျွန်တော် ဒေါ်လာဝင်လာပြီပေါ့ချက်ချင်းเนาะဒီမှာ123ဒေါ်လာဆိုပြီးတော့ဝင်လာပြီအဲ့လိုမျိုးကျွန်တော်ကကြည့်လို့ရတယ်ပေါ့เนาะခင်ဗျာအဲ့ဆိုတော့ဒီ asset လေးကိုနှိပ်လို့ရှိရင်ဒီမှာငွေဝင်လာတဲ့အကြောင်းဝင်ထွက်တွေအားဒီမှာပေါ်တယ်ပေါ့เนาะဒီမှာ note လေးနဲ့ကျွန်တော်ပေါ်တယ်ဒီမှာ complete ဖြစ်သွားပြီကျွန်တော်ဝင်တဲ့အကြောင်းဒီမှာလွှဲဝယ်တယ်ပုံလုံးဒီမှာစင်းစရာတွေပုံလုံးရှိတယ်ပေါ့เนาะအဲ့လိုမျိုး okay အဲ့တော့ဒါကျွန်တော်တို့ binary ကနေပြီးတော့ p2p နဲ့ ဝယ်မယ်ဆိုတဲ့သူတွေအတွက်ဗီဒီယိုလေးလုတ်ပေးခြင်းဖြစ်ပါတယ်အားလုံးပဲဒီဗီဒီယိုလေးကိုကြည့်ပြီးတော့အဲလိုတက်မယ်လို့ယုံကြည်ပါတယ်ခင်ဗျအားလုံးပဲမင်္ဂလာပါကျွန်တော်တော့ကိုညင်ညီပဲဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါဘယ်ပါခင်ဗျအားလုံးပဲဒီ trading နေပြီးတော့အကျိုးမြတ်တွေမြဲမြဲရရှိကြပါစေခင်ဗျအားလုံးပဲမင်္ဂလာပါခင်ဗျ